မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရောအဖို့ channel မှာအကျိုးသူပါတယ်ဗျာတရက်ဆေလ2025မှာဒီ31ရက်ဆေလ2025ကြာသပတိသာသမီများနဲ့ပတ်သက်ပြီးတရတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာကြာသပတိသာသမီများတရတာကံကြမ္မာကိုမတင်မြမိမှာကြာသပတိသာသမီကံကောင်းစေတဲ့ကိစ္စတော့စက်ပစ္စည်းတွေဝင်တတ်တယ်ဗျို့အာစိတ်ချမ်းသာပျော်ရွှင်အောင်နေမယ်ဆိုလို့ရှိရင်တော့တင်းနဲ့ပတ်သက်တဲ့ပိတ်ဆိုးနေတဲ့တင်းရဲ့စိတ်ထဲမှာအလိုဆန္ဒရှိတဲ့များပြည့်စုံတတ်ပြီးတော့ တကြောင်တစ်ခုနဲ့ပတ်သက်လိုအပ်ချက်တွေရှိတယ်ဆိုရင်တော့တောက်ကြမြောက်ရကိုလှည့်ပြီးညာဘက်မှာတောက်ကြမြောက်ရကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းမှုများအများဆုံးပြေဝမီဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာကြာသပြီးသားသမီးများဆယ်လာဘက်မှာတော့အိုးရင်လောက်ကိနေပတ်သက်တဲ့ကိစ္စလေးတွေကတော့အစားဘက်မှာ15ရက်လောက်ထိတိတ်အဆင်မပြေဘဲနဲ့15ရက်ကျော်မှအဆင်ပြေမှာဖြစ်ပါတယ်ဗျာဒါကြောင့်အိုးရင်လောက်ကိနေပတ်သက်တဲ့အဆင်မပြေကြတဲ့ကြာသပြီးအာသမီးသားသမီးတွေဟာ ခမရရာဟုတောင်းနောက်မြောက်တောင်းလက်ညောင်းလို့လေးတစ်ခွက်ကိုဖြောတသွန်းလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင့်မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကင်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအတင်နွားလို့လေးအိမ်မှာလောက်ကင်မကောင်းဘူးလောက်ကင်ကောင်းခြင်းနဲ့အိမ်မှာလည်းပူညာပူညာဖြစ်တယ်အိမ်မှာလည်းအိမ်ဆောက်ခြင်းနဲ့တားလေးရလုခေါ်တာမလားသေးဘူးချွေးမလေးရနိုင်ငံခြားသွားခြင်းနဲ့မြေးလေးရအလူလုတ်ခြင်းတည်းဗျာအဲ့ဒီတော့ကတွေကျွန်တော်မှာဂျုံတွေ့နေတယ် ဒါကြောင့်ဦးလောက်ကနေပတ်တဲ့ကိစ္စလူဒါနာတွေနဲ့ပတ်တဲ့ကိစ္စလေးအစဉ်ပြေအောင်အသေးဒါနုလေးကအကူကြီးစောင့်ချောက်ပါဆိုတဲ့အကြောင်းရောက်တော့နောက်မြောက်တော့လှဲ့နွားနုလေးကိုဖျောတစုံလောက်တောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ကြာသပိသာသမီးကပိတ်ဆိုနေတဲ့အိုးလေးကံများဒီလာအတွင်းမှာအမြန်ဆုံးအစဉ်ပြေသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အစဉ်မပြေဘူးအစဉ်မပြေဘူးဆိုတဲ့ကြာသပိသာသမီးများအိုးလေးလောက်ကံအစဉ်မပြေရင်တော့ရောက်တော့လှဲ့နွားနုလေးကိုဖျောတစုံလောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တော့ ်တင့်ရဲ့ဆူတောင်းမှုများအများဆုံးပြေဝမည်ဖြစ်ပါကြောင်းလီလီစားစားပြန်ကြပေးလိုက်ပါတယ်ဗျာအခင်ဗျာမန်းနီပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စတော့တင်းနေလားအရှိရမှာရှိတယ်ဗျို့တင်းနေလားအရှိရမှာရှိတယ်ခင်ဗျာငွေကြီးနဲ့ပတ်သက်တဲ့မှာယာယီထင်းကိုလွှဲချော်နေတတ်တယ်စိတ်ထဲမှာလူဆန္ဒမပြေဘူးလက်ထက်မှာရှိသမျှကုန်းသွားတာပဲစိတ်ထဲမှာတခုခုပြောနေတယ်တခုခုလှုပ်ချင်းနေကျဉ်တ်နေတယ်ဆိုရင်တော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအောင်မြင်ကြပြီးအိုးရင်လောက်ကြပြီးအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် ဒါကြောင့်ငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးဆိုတဲ့ကြာတာပရိသတ်သမီးတွေကတော့တနေ့လာအရှိရာကိုလည်းလပိတ်ကြီးတစ်ခွက်ကိုပြောတစုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင့်ရဲ့ဆူတောင်းမှုများကြောင့်တင့်မှာပိတ်ဆိုနေတဲ့ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအတင်လပိတ်လေးအာကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စကြီးလိုနေတယ်ကျွန်တော်လိုလားဘလောက်ကျွန်တော်ပေးသေးရဘလောက်ရသေးရဘလောက်လိုချင်တာဘလောက်ကျွန်တော်မှဒီကိစ္စဒီကိစ္စတွေနဲ့ပတ်တက်ပတ်တရာပိတ်ဆိုနေတယ်ပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွင့်လန်းအောင် ကိုကြီးစောင့်ရှောက်ပါဆိုတဲ့အကြောင်းတင်းနေလာအရှိရကိုလှဲလပိတ်လေးတစ်ခွက်ဖြော်တစုံလုံးတောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းနဲ့ပတ်သက်တဲ့နှီးနှင်းဆက်တဲ့ငွေကြီးခန္ဓာများအများဆုံးပွန်းလန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်ကြာတော်ကြီးသားသမီးများဒီလအတွင်းမှာငွေအစင်မပြေတော့တင်းနေတာရှေးရကိုလက်လက်ပိတ်လေးကိုဖျောတစုံလုံးတောက်တောက်ပြီးဆူတောင်းရင်တော့တင်းရဲ့ငွေကများအများဆုံးပွက်လန်းပြီဖြစ်ပါကြောင်းလီလီဆာဆာတင်ပြပေးလိုက်ပါတယ်ဗျာစိတ်တွေပြောလားဆိုပြောပါတယ် ်အစိတ်တို့ပြောရင်ငွေကြီးနဲ့ပတ်သက်တဲ့အိုးရင်လောက်ကိနဲ့ပတ်သက်တဲ့ကိစ္စပွင့်လန်းပြီးတော့စိတ်တွေညင်ရင်တော့လက်ထဲမှာပတ်သက်တဲ့ဗျာမှမရှိအောင်ပြတ်သွားတယ်လို့အိုးရင်လောက်ကိနဲ့ပတ်သက်တဲ့ပူညာပူညာဖြစ်မှာဖြစ်ပါလေဗျာဒါကြောင့်စိတ်ထဲမှာအလိုဆန္ဒမပြည့်တဲ့လူအလုံးတို့သည်တောက်ကြမြောက်ရကိုလှည့်ခါညာပိုင်းမှာခမတခုခုနဲ့ပတ်သက်တဲ့ကိစ္စမှာမိမိရဲ့စားတရားဝတ်စရာအာအနေစရာမိမိလိုအပ်နေတဲ့ကိစ္စတွေ တောက်ကြမြောက်ရကိုလက်ပြီးလက်ထက်မှာဘာမှမကင်မနေဆူတောင်းမယ်ဆိုရင်အသိရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးပြည့်ပါမှာဖြစ်ပါတယ်စိတ်ညစ်တယ်စိတ်ကျဉ်တယ်ဆိုတဲ့ကြာပဲဤသားသမီးများတောက်ကြမြောက်ရကိုလက်လက်ပြီးတော့ဆနစ်တကျနဲ့စိတ်ကျဉ်နေတဲ့ကိစ္စတွေဆူတောင်းမယ်ဆိုရင်အသိရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမည်ဖြစ်ပါကြောင်းလီလီစားသာတင်ပြလိုက်ပါတယ်ဗျာကိုနဲ့နီးနဲ့စသက်တဲ့တလူယောက်ျားအာလူယောက်ျားတွေတပြည့်နေတယ်ကိုရင်ကိုရကိုမိသားစုမှမရှိဘူး ငွေကြီးနဲ့ပတ်သက်ကြတောက်မှုအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေမှုကိုယ်ရင်ကိုယ်ရာကိုမိသားစုကိုယ်လုံးမှနေပြဿနာမရှိဘဲနဲ့ကိုယ်ရင်မုတ်တဲ့တခြားရင်အကိုရာမုတ်တဲ့တခြားရတ္တိသားမှရောင်းတောင်းကြောင်းတောင်းနေပြဿနာတက်တတ်တဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပြည့်နေတော့တောက်ကြမြောက်ရက်ကိုလက်ပတ်သက်လေးကိုင်းပြီးတော့ဆူတောင်းအသင်ပတ်သက်လေးလူယောက်ျားတွေဓာတ်ပြည့်နေတယ် အကိုရင်ကိုရမှာမနေဘူးကိုရင်ကိုရမှာနေတယ်ပသက်မှာဖူးပသက်အမှဖြစ်မင်းအပြင်ရောင်းတော့တော့သွားရင်တော့အဖန်သီးချုံတော့နေခါတော့မင်းဒါကြောင့်ကိုရင်ကိုရမနေမဖြစ်မင်းအာရွှေလေးကလည်းပေါင်းထားတယ်ပေါင်းထားတယ်ရွှေလေးလည်းပြန်ရွေးခြင်းနဲ့ရွှေလေးကလည်းအစ်စ်ဝဲခြင်းနဲ့ဝဲသေးနေတဲ့ခွန်းလန်းနေပေါ်အောင်ကူညီစောင့်ချောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကိုလှည့်ပတ်သက်လေးကင်ပြီးစူးတော်ရင်တော့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စပေါင်းထားတဲ့နှမ်းထားတဲ့ရွှေများနဲ့ပတ်သက်တဲ့ကိစ္စဝဲခြင်းနဲ့ရွှေအစ်စ်များနဲ့ပတ်သက်တဲ့ကိစ္စလူနဲ့ပတ်သက်တဲ့ကိစ္စများ အမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီနေဆက်သက်တဲ့မင်းဒီချိန်မှာစိတ်ပဲစောင်းနေတာဖြစ်ပါတယ်။အိုးရင်လောက်ကနေပတ်သက်တဲ့ပူညာပူညာငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုတွေယုံနေတာဖြစ်ပါတယ်ဗျာ။ဒါကြောင့်တနင်္ဂနွေတောင်အရှိမောက်တောင်လှည့်ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကြော်ခြင်းတော့အာလူကြော်လေးစပြီးမှဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်သောကိစ္စများ မိရနဲ့ပတ်သက်သောကိစ္စများပညာရေးနဲ့ပတ်သက်သောကိစ္စများအများဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ်ဗျာဆံမွေးဖြစ်မဲ့ចောင်းသားចောင်းသူနဲ့မိဘအားလုံးတို့ဒီတင်းငွေနေထောင်အရှိမြောက်တော်လှဲ့အာလူကျော်လေးကိုစပြီးဆိုနေဆံမွေးမှာဖြစ်ပေါ်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်တယ်လို့မိရရီနဲ့ပတ်သက်တဲ့ပြဿနာဖြစ်ပေါ်တဲ့ဝေခြင်းနဲ့ရောင်းခြင်းနဲ့လှုပ်ခြင်းနဲ့ကိုင်းခြင်းနဲ့ဆိုတဲ့ပုံကူတွေများတင်းငွေနေထောင်အရှိမြောက်တော်လေးအာလူကျော်လေးတခုလောက်စပြီးဆူတောင်းမယ်ဆိုရင်တော့တင်ရောင်းလို့တဲ့ဝယ်လို့တဲ့ပိုင်ဆိုင်လို့တဲ့မိရရီနဲ့ပတ်သက်တဲ့ကိစ္စများ အမြန်ဆုံးပွင့်လန်းမှုဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းလို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရဘူးဗျို့သွားခြင်းလို့သွားခြင်းတော့ဗုဒ္ဓတောင်ရကိုလက်ဆက်လက်ကလေးကိုကိုင်းပြီးတော့ဆူတောင်အတင်ဆက်လက်ကလေးရဲ့အာကျွန်တော်ခီဒီသွားမယ်သွားတဲ့ခီဒီမှာအနေကင်းခြင်းနဲ့ပြောတဲ့စကားတွေအောင်မြင်ကြောကြခြင်းနဲ့ဒါကြောင့်သွားတော့ခီမြအနေကင်းပြီးပြောတဲ့စကားများအောင်မြင်ကြောကြအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလက် ခမရလက်ဖိတ်လေးတစ်စုံလောက်တောက်တောက်ထူတောက်မှုဆိုရင်သွားတော့ခီးများအနေကင်းပြီးပြောတော့စကားများအောင်မြင်ကြောကြသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နှိနေဆက်တဲ့ပြည်နယ်လေးအာကောင်းမိတိုင်းနေအာမကောင်းမှုကိုနိုင်ငံအာမကောင်းတဲ့သူများနိုင်ငံအာမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်သူများနိုင်ငံတွေကကိုနိုင်ငံပေါ်မှာဟာလာဟိုမမြင်ရတဲ့ပြဿနာဖြစ်တဲ့ရေကြီးတဲ့မိုးရွာတဲ့ငလင်းလုတ်တဲ့တဘာဝအန္တရာယ်များနော်အလားလူလုတ်တဲ့စစ်မေးရရနဲ့ပတ်သက်တဲ့ကိစ္စများ နော်အရာမျိုးတွေကကြုံတွေ့နေရတာဖြစ်တဲ့အတွက်ဒီပြဿနာတွေကြောက်တယ်ကြောက်တယ်ဆိုရင်တော့ခင်ဗျာဘာလို့ရမလဲဆိုရင်တော့ကျွန်တော်တို့ရပြောလို့ရှိရင်တော့လပိတ်လေးကိုဖြောကြတာပရိအနောက်ရလှဲ့လှဲ့ပြီးတော့မကြခဏဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့ဆူတောင်းမှုများအများဆုံးပြေဝမီဖြစ်ပါကြောင်းလီလီစားစားတင်ပြလိုက်ပါတယ်ဗျာအတင်းလပိတ်လေးအလူလုတ်တဲ့စိမေးရီယာနဲ့ပတ်တရကိစားတွေကြောက်တယ်ရေပြီးလေပြီးသဘာဝဘေးတွေကြောက်တယ်ဗျာ နော်အိုက်ကိစ္စတွေနဲ့ပတ်သက်လို့ငြိမ်းချမ်းနေတယ်ငြိမ်းချမ်းနေနိုင်တော့ခွင့်လန်းနေပေါ့ကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လာမိဖြစ်ပါအကြောင်းလေးလေးစားစားတင်းပြပေးလိုက်ပါလေဗျာဒီကံလေးတွေစားမယ်ဆိုရင်တော့ဒီဆယ်လာပိတ်မှာကြာသာပြီးအသာသမီးတွေကတော့ခမနှစ်တို့သုံးတို့၆ဆိုတဲ့ကဏ္ဍလေးတွေခွေးမယ်ဆိုရင်တော့ဒီလတွေမှာအောင်မလေးချင်းနဲ့ပတ်သက်တဲ့ကံများအနောက်နိုင်ငံခြားနဲ့ပတ်သက်တဲ့ဒီကံများအများဆုံးပွင့်လာမိဖြစ်ပါအကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိတယ်ကျွန်တော်တို့ယောဂဖို့ channel ကနေပြီးတော့ဒီဇာတာပရိသသမီးများဆယ်လာပိုင်းမှာဆိုရင်တော့အထူးသဖြင့်တရက်နဲ့ဆန်ခါရဲ့အတွင်းမှာဇာတာပရိသသမီးများအဝိလောက်ကန်နဲ့ပတ်သက်တဲ့အစီအမပြေတတ်ပြီးတော့ခင်ဗျဆန်ခါရဲ့နေ့ရက်30ရက်အတွင်းမှာတော့အဝိလောက်ကန်နဲ့ပတ်သက်လက်ရှိအနေထားတဲ့သုံးတင်လောက်မြင်မသွားမှာဖြစ်ပါတယ်အင်ဂျင်အကောင်မိသားစုမိသားကောင်လုပ်ငန်းကောင်နေပေါ်ပေါက်တတ်တဲ့ကာလမျိုးဖြစ်ပြီးတော့လာဆန်းပိုင်းတော့အိုးဝင်လောက်ကန်နဲ့ပတ်သက်တဲ့အစီအမပြေမှု စိတ်ကတခြားလူကတခြားလုံနေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်ခမစိတ်ချမ်းသာပျော်ရွှင်ခြင်းနဲ့အတခုခုနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့တခုခုနဲ့ပတ်သက်လို့အောင်မြင်ကြောကြားခြင်းနဲ့ဆိုရင်တော့အင်္ဂါတော်ရှေ့တောင်တော်ကိုလှည့်လှည့်ပြီးမှပတ်သက်လေးကင်ပြီးတော့မကြာခဏဆူတောင်းမယ်ဆိုရင်တော့အဲ့ရဲ့ဆူတောင်းမှုများပုံမှုပြေဝါပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာသွားမယ်လာမယ်လုံမယ်ကင်မယ်ဆိုရင်တော့ကြာသာပြီးနောက်ရကုန်လှည့်ဆူတောင်းပြီးမှသွားရင်တော့အန်တရီကင်းပြီးတော့ သွားတဲ့လာတဲ့လမ်းကြောင်းတွေမှာချစ်မှုရေးရင်းနဲ့ပတ်သက်တဲ့ကိစ္စအကူအညီဆောင်ချောက်မဲ့လူများပေါ်ပေါက်လာမိဖြစ်ပါတယ်ဗျာ။ကြမ်းမကြီးမကောင်းတော့ရာဥတော်အနောက်မြောက်တော်ကိုလက်အကျော်ကောက်ပျောက်ကင်းသေးတဲ့အစီပေါင်းတပ်ပေါင်းနေတဲ့စားပါတောက်ပါပါဆိုပြီးတော့ဆူတောင်းပြီးစားမယ်တောက်မယ်ဆိုတော့ယောဂဝေဒနာများအများဆုံးကင်းစင်ပပျောက်သွားမှာဖြစ်ပါတယ်ဗျာ။တခုခုလိုချင်တဲ့အဲတခုခုရခြင်းနဲ့တခုခုစားခြင်းနဲ့ဆိုရင်တော့တောက်ကြမြောက်ရကိုလက်ပြီးမိမိစားဝင်နေရင်ပတ်သက်တဲ့မိမိလိုအပ်စီတဲ့အကိစ္စမှန်တယ်များ မိသည့်ကိစ္စမလို့တောက်ကြမြောက်ရက်ကိုလှည့်ပြီးမှကြာသာပရိသသမီးများဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းမှုများအမြန်ဆုံးပြေဝမည်ဖြစ်ပါကြောင်းလေးလေးစားစားထပ်မံတင်ပြပေးလိုက်ပါရဗျာကြာသာပရိသမီးကိုရင်ကိုရာကိုမိသားစုကိုလုံနေတဲ့လုံကမှာတီတီငင်ငင်အေးချမ်းချမ်းဖြစ်နေတယ်ဆိုရင်တော့ဗုဒ္ဓတောင်းရက်ကိုလှည့်လှည့်ပြီးလက်ထဲမှာဘာမှမကင်မနဲ့ကျွန်တော်အိမ်ကျွန်တော်ယာကျွန်တော်မိသားစုကျွန်တော်နေတဲ့နေရာတွေမှာအာဘာမမြတ်တဲ့ရေပိလေပိ ငလင်ပေးဒီမြေကျွန်းနာတွေဝေးပါသေးအာလူလုတဲ့စိမေးရီရနဲ့ပတ်သက်တဲ့ဝေးပါသေးမင်းတွေရဲ့လောဘဒေါသကြောင့်ဖြစ်ပေါ်တဲ့ပြဿနာတွေဝေးကွာပါသေးကြောင်းပုထုတောင်ရကိုလက်ပြီးမကြခဏဆူတောင်းမယ်ဆိုရင်တော့ဒီလားအတွင်မှာတင့်ရဲ့အိုးရင်အလောက်ကဲများတင်းငိမ်ရွာအင်းကြမှုများဖြစ်ပေါ်မိဖြစ်ပါလေဗျာတခုခုနဲ့ပတ်သက်တဲ့အစင်မပြေဘူးအောက်လက်ငယ်သားတွေဒေါ်လာမှကြောက်တယ်လူများအခြေခံမြန်နှမှုတွေမရှိဘူးအကိုမုံနေတယ်ကိုရန်လုတ်တယ်အကြောက်တော့မယ် ပြဿနာရှာမယ်ဆိုတဲ့ကိစ္စတွေကြောက်တဲ့ပုံကအားလုံးတို့ဒီစနေတော့နောက်တောင်တော့လက်လက်ပြီးမှကိုလက်ထဲမှာဘာမှမကင်မဲနဲ့ကိုအောက်ကြမဲ့လူတွေဝေးပါသေးကိုပြဿနာရှာမဲ့လူတွေဝေးပါသေးကိုတိုင်မဲ့တုံးမဲ့ဝေးတဲ့လူတွေဝေးပါသေးဆိုတဲ့အကြောင်းလေးလေးစားစားနဲ့ကမ္ဘာစနေတော့နောက်တောင်တော့လှည့်နေတော့အန်တီတီကင်းလို့ပြီးတော့တိုင်နေတော့တယ်ပြဿနာရှာမဲ့အောက်ကြမဲ့ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ဝေးကွာမီဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ရောအဖို့ချန်နေရနေပြီးတော့စိတ်ချနာကိုချမ်းသာနေတောက်ကြမြောက်ရကိုပြုလုပ်ခြင်းဖြင့်ဇာတာပတိသာသမီလူစီစီပိတ်ဆိုနေရဝိုးရင်လောက်ကမ်းများအမြန်ဆုံးပွဲလမ်းမှာဒီအိမ်ကြီးအိမ်ကောင်းမိသားစုမိသားကောင်းလုပ်ငန်းကောင်းတွေနဲ့တိစားအောင်ပြီးတော့ငွေကြေးများအစုလိုက်ပြုံးလိုက်ဝင်ပါသေးပေးစရာကြီးသောကိစ္စအမြန်ဆုံးပေးနိုင်ပြီးတော့ရတရာကြီးသောကိစ္စများအမြန်ဆုံးရပါသေးစိတ်ချမ်းသာပျော်ရွှင်သာနဲ့ဆက်ပစ္စည်းတွေဝင်ပါသေးနော် ရွှေတဲလဲငွေတဲလဲနဲ့လူနိုင်တန်းနိုင်ပါသည်မြေရီပိုင်ဆက်ပါသည်ဆမွေတွေဖြစ်ရင်အောင်ပါသည်ယာဓုတွေရှိရင်လဲတိုးပါသည်ဗျာပြတ်သက်သွားသောခီးမှာအနေကင်းပြီးပြောသောစကားများအောင်မြင်ကြကြပါသည် အမှုကင်းပြဿနာတွေဝေကွာပြီးတော့ငွေကြီးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်နဲ့စိတ်ချနာကိုချမ်းသာနဲ့သာသနာများစတဲ့စတဲ့ပုံမှုတိုးတက်ပြီးလှူဒါန်းနိုင်တဲ့သူတော်စင်သူတော်များများဖြစ်ပါသေးကြ။ ကြာသာပရိသတ်သမီးများတွေဆယ်လာပိုင်းကံကြမ္မာများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာご覧いただきありがとうございます Thank you very much